စမယ်။တက်ချုပ်ကြီးကတော့ဖုန်ကြီးเจ้าတွေကျဲရမယ်။စာတင်เจ้าတွေဈေးတွေကိုကျဲရမယ်လို့တော့ဘယ်မိတ်ပေးပါမလဲဗျာ။အာနာသိန်းကစားဆန္နာပြကာလာတုံကဆိုရင်အဖကြီးကျွန်တော်တို့ဆန္နာပြတဲ့အုတ်သေးကို RPG နဲ့ပြစ်လိုက်ရတော့မလားဆိုတော့အဖကဘာပြောတယ်မလဲ။မလုံနဲ့လीကွာ။လူငယ်တွေအများစုကဘာမှမသိကြဘူး။အတန်းနိုင်ဆုံးအထီးခိုက်နေသွားအောင် ဆက်တနက်နဲ့ပဲဖြစ်သွားဆိုပြီးအမိတ်ပေးခဲ့တယ်။ပြဿနာအစကလင်းရင်မှုတွေ KPI မပြည့်ရတာစတာ။လင်းရင်မှုတွေကတစ်လပြည့်တိုင်းဘုံဘလောက်ယူသုံးပါတယ်၊စီဘလောက်ကုန်ပါတယ်၊အကင်ဘလောက်ရပြီးအိုးအိမ်ဘလောက်ဖြည့်ဆည်းနိုင်ခဲ့ပါတယ်ဆိုပြီးသတိပြန်ပို့ရတယ်။ဒီနေရာမှာလဲကျွန်တော်ပြောစရာလေးတစ်ခုရှိလာတယ်။တချုပ်ကြီးကဂျပန်နိုင်ငံ တိုးတက်လာတာကိုအားကျနေတယ်သူ။ဂျပန်နိုင်ငံဟာ နျူကလ িয়ার ဘုံးကျဲခံရပြီးတဲ့နောက်ပိုင်းမှာပြာပုံဘဝကနေရုံထွက်လာပြီးကမ္ဘာထိပ်တန်းနိုင်ငံဖြစ်လာခဲ့တယ်။ဒါကြောင့်တက်ကျုပ်ကြီးကလည်းဂျပန်နိုင်ငံကိုအတူယူပြီးမြန်မာနိုင်ငံကိုပထမအဆင့်အနေနဲ့ပြာပုံရောက်သွားအောင်ပြာချနေရတာဗျ။ဒါကစကားချက်တတ်မှတ်ထားတဲ့တာဂက်မရောက်တဲ့လင်ရင်မှုတွေဆိုရင်အစီဝေးခံတဲ့မှာတင်လက်ခေါင်းပေါ်တင်ပြီးဖောက်ကုန်ခုန်နေရတာ။အဲ့ဒီတော့ရှင်းပါလေ။တစ်ချက်သေးနဲ့များများရမယ် စာတင်ကျောင်းတွေဈေးတွေနဲ့ဘုံကြီးကျောင်းတွေကပြစ်မှတ်တွေဖြစ်လာကုန်တယ်။ဘုံကြီးကျောင်းတွေဆိုရင်အတင်များများရမယ့်အချိန်ကိုတေချာဆောက်ပြီးတီလာပေးတဲ့အချိန်ကိုအတိကျရအောင်စူးစမ်းပြီးဘုံကျဲကြတယ်။ဒီရက်ပိုင်းမှာဘုံကြီးကျောင်းတွေဖျားတွေဈေးတွေနဲ့စာတင်ကျောင်းတွေကြီးပဲဘာလို့အစာကောက်နေရတာလဲဆိုတာကိုရှင်းပြတာပါ။ဖြစ်နိုင်ရင်လူစုလူဝေးရှောင်ကြ။ဘုံကြီးကျောင်းတွေဖျားတွေကိုရှောင်ကြ။လင်းရင်မှုတွေကိုလည်းစိတ်မဆိုးကြပါနဲ့။ သူတို့နေရာမှာခမားတို့ဆိုရင်လေဖားကုန်မခုံရမယ့်နီးလမ်းရှိရင်စူးစမ်းကြမှာပဲမလားတတွင်အမှန်တွေတင်ဆက်ပေးနေတယ်ဒီဟုတ်စီတော